မင်္ဂလာပါရှင် M Drive ရဲ့ knowledge sharing လုပ်ပေးနေတဲ့ new episode လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Apple user တွေတော်တော်များများကြုံတွေ့နေရတဲ့ Clanner Spam လေးကြောင့်နဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်ပါတယ်ဒီလိုမျိုး Spam တွေပေါ်လာတာဘာလို့လဲကိုယ်တတိမထားမိလိုက်တဲ့အချိန်မှာပေါ်လာတဲ့ pop-up notification လေးတွေကိုနှိပ်လိုက်မိတာမျိုးကနေဖြစ်တတ်ပါတယ်အဲ့ဒါကကိုယ့်ရဲ့ device ကိုပြက်စီမဲ့ virus ဝင်တာမျိုးမဟုတ်လို့အရင်ကြီးစိတ်ပူစရာမလိုပါဘူးအဲ့လိုမျိုး Clanner ကနေ notify တက်လာတဲ့ရက်စုံတို့မိကုန်တွေကိုတော့မနှိပ်မိဖို့အရေးကြီးရယ်နော် တကယ်လို့နှိမ့်မိသွားရင်ကိုယ့်ရဲ့ data တွေပါသွားတဲ့ကြောင့်ပါဒါဆိုဒီလိုမျိုးဖြစ်နေတာတွေကိုဘယ်လိုရအောင်လုပ်မလဲပထမဆုံးတနည်းကတော့ iPhone နဲ့ iPad တွေပေါ်မှာဆိုရင် Calendar app ထဲမှာ Calendar ကိုနှိပ်ပြီးကို subscribe လုပ်ထားတဲ့တစ်ခုချင်းစီကိုဝင်ပြီးတော့ delete Calendar ကိုနှိပ်ပြီးဖြတ်လို့ရပါတယ်ဒါပေမဲ့ notification တွေကဆက်ဝင်နေတော့မဲဆိုရင်တော့ settings တဲကနေဝင်ဖြတ်ပေးပါ settings calendar account တွေက subscribe လုပ်ထားတာကိုနှိပ်ပေးပါ အဲ့ဒီနောက်ကိုဖြတ်ချင်တဲ့တစ်ခုကိုရွေးချယ်ပြီး delete account ကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့ရပါတယ်။ဒါမှမဟုတ်ဘဲ Mac ပေါ်မှာဆိုရင် calendar app ကိုဖွင့်လိုက်ပါ။ပြီးရင် toolbar ရဲ့က view out မှာရှိနေတဲ့ show calendar list ကိုနှိပ်ပြီး calendar list ထဲက span calendar name ကိုနှိပ်လိုက်ပါ။အဲ့ဒီနောက် edit ထဲက delete ကိုနှိပ်ပြီးတော့ဖြတ်လိုက်လို့လည်းရသလို right click နဲ့လည်း subscribe လုပ်ထားတာကိုဖြတ်လိုက်လို့ရပါတယ်။ဒါဆိုရင်တော့ကိုကို fish လုပ်နေရတွေကိုရပ်တက်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့အခုလိုမျိုး website ဒီပေါ်မှာရှိတဲ့ link တွေကအရင်ရှိလို့ကြုံလာခဲ့ရင်လည်းချက်ချင်း track ပြလိုက်တာမျိုးလုပ်ပေးဖို့လည်းမမေ့နဲ့နော်ဒီလိုမျိုး Apple device တွေနဲ့ပတ်သက်တဲ့ knowledge တွေကို user တွေအတွက်အမြဲတင်ဆက်ပေးနေတဲ့ Android page လေးကို C first လေးလုပ်ပြီးစောင့်ကြည့်ဖို့လည်းမမေ့နဲ့နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်